တတဝါတွေအတွက်အသက်အရွယ်ချင်းလို့ဥမင်းချင်းရောတည်တယ်အောင်ချမ်းသာစီမဲ့ဆောက်ရှောက်ပေးမဲ့ကောင်းသွန်းစီမဲ့အရာကတော့ကိုချင်းတီလာပဲတဲ့တို့ဒီနေ့မှာ ကိုချင်းတီလာကို ပေးတဲ့ဘောင်းသူတော်ဘောင်းတို့အလုံးနားလေထားကြပြီသားကိုချင်းတီလာရဲ့အတိတ်ပဲကိုချင်းတီလာဆိုတာဘာပြောတာတော့မိမိရဲ့ကိုနဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းထိမ့်သိမ့်နိုင်တာမလုံးတဲ့မလုံးထိုက်တာကိုမလုံးဘူးမပြောတဲ့မပြောတတ်တာကိုမပြောဘူးဆိုတဲ့သဘောပေါ့နော် လူသားတယောက်အနေနဲ့ပြောရမယ်ရှင်တော့ငါးပါးသီလကိုမကျိုးမပေါက်မပြောင်းမကြအောင်စောင့်သိတင်းတင်းနိုင်ရင်ဒါကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဆိုရတာပါပဲ။ဘာကြောင့်မှငါသူတစ်ပါးအသက်ကိုမတက်ဘူး။ဘလို့အကြောင်းကြောင့်မှသူတစ်ပါးပစ္စည်းကိုငါမတရားမယူဘူး။ကာမကိစ္စဖောက်ပြန်မှောက်ယဉ်မှုမရှိစေရဘူး။လိညာလည်းသာမှုသားစကားကိုငါရဲ့နှုတ်ကမစုံမိစေရဘူး။ရက်သေးသာမိုးရစီဝါနဲ့ငါဘဝမပတ်သက်မိစေရဘူးလို့တိခါဘူကြီးငါချက်ကို ဖြူရှင်တန်ရှင်းအောင်စောင့်စည်းတင်းသိမ့်နိုင်မယ်ဆိုရင်လူတစ်ယောက်နေနဲ့ကိုချင်းတီလာနဲ့ပြည့်စုံတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီကိုချင်းတီလာကိုပြည့်စုံအောင်စောင့်ထိမ့်မယ်ဆိုရင်ကိုစောင့်ထိမ့်ထားတဲ့ကိုချင်းတီလာကပဲကိုကိုအိုသီးတန်အောင်ချမ်းသာစေလိမ့်မယ်လို့ပြောတာတော့ဒီနေ့မှာဦးဇင်းတို့ဒေသနာလေးတွေကိုနာယူတဲ့အခါမှာစင်စင်ဆာဆာနာယူဖို့လိုတယ်လို့စိတ်စိတ်ဆက်ဆက်လဲနာယူဖို့လိုအပ်တယ်နော်ခုတည်တည်ချာချာလေးစဉ်းစားကြည့် ိုချင်းသီလသည် ကောင်းတယ်လို့တာမန်ပြောတာမဟုတ်ဘဲနဲ့ကိုချင်းသီလသည်ဩသည့်တိုင်အောင် ကောင်းတယ်လို့ရှိကယာဝစကံဩသည့်တိုင်အောင်ဆိုတဲ့စကားလေးထည့်ထားတာအရင်စဉ်းစားကြရကောင်းဘာလို့ဒီစကားလေးထည့်ထားတာတုံးစဉ်းစားကြရကောင်းတယ်နော်ကိုချင်းတွေးမိတာလေးကိုပြောမယ်ကိုချင်းသီလအစရှိတဲ့သူတော်ကောင်းတရားတွေကလွဲလို့ရှင်တဲ့ဦးဇင်းတို့ကုထုတ္တသဘာဝတံပိုးထားပြီးတော့နေကြတဲ့အရာတွေကများသောအားဖြင့် ိုသည့်တန်အောင်ကောင်းမွန်တဲ့အရာတွေမဟုတ်ဘူးဆိုတာကိုညံနဲ့စီစစ်ကြည့်ရင်သိနိုင်တယ်ဒီချက်လေးကိုတွေးကြည့်သေးခြင်းနဲ့နော်ကိုချင်းတီလာစားရှိတဲ့သူတို့ကောင်းတရားတွေကလွယ်လွယ်ကျန်တဲ့ပုထုတင်တဘာဝတန်ဖိုးထားနေကြအရာတွေကများသောအဖြစ်အိုသည့်တန်အောင်ကောင်းတဲ့အရာတွေမဟုတ်ဘူးဘာလို့လို့လူဘဝလူခန္ဓာဆိုတာအသက်အရွယ်ရလာတာနဲ့မျှတစ်ပြေးပြေးနဲ့ချွတ်ရင်းလာတယ်အိုမင်းလာတယ်ရင့်ရော်လာတယ်ပြောရရင်အည်သွေးကျလာတယ် ဒါကြောင့်မျက်စိနာနာလျာကိုစိတ်ဆိုတဲ့တကားပေါ်ကြီး6ပေါ်နဲ့တိဆောက်ထားတဲ့ဒီခန္ဓာအင်ကြီးဟာလူ့ဘဝမှာနေလာတဲ့နှစ်တည်များလာတာနဲ့မျှအကြီးအသေးကတဖြည်းဖြည်းနဲ့ကြာလာတယ်။မျက်စိကလည်းမွဲလာတယ်။နားလည်းထိုင်လာတယ်။အယူအဆတွေကလည်းအုံပြုပါများတော့အဆင်မပြေဖြစ်လာတယ်။ပုံဝန်းစပြီးတော့ပြက်လာတာမရှိဘူးလား။ရှိလာတယ်။တော့အသက်ကြီးလာတာနဲ့မျှခန္ဓာကိုယ်ကကောင်းတာတွေဟာတဖြည်းဖြည်းနဲ့ရုပ်လျော့ပြီးတော့မကောင်းတာတွေဟာတဖြည်းဖြည်းနဲ့များလာတယ်။ တော့ငငယ်တုန်းကကိုတံပိုးထားခဲ့တဲ့အရာတွေကအသက်ကြီးတဲ့အခါမှာတိတ်ပြီးတော့တံပိုးမရှိတော့တာကိုတွေ့ရတယ်လို့ဦးဇင်းထင်တယ်။ဒါလေးကိုလက်တွေ့ကြကြစဉ်းစားကြည့်သိခြင်းနဲ့ဆိုကြပါစို့ကြည့်ချင်းစရာမြင်ချင်းစရာကောင်းတဲ့အကြောင်းအဆင်းတွေဘလောက်ပဲပိုင်ဆိုင်ထားတာကြည့်မဲ့မျက်စိကိုကမွဲနေပါပြီဆိုရင်အဲ့ဒါကကိုယ့်အတွက်တံပိုးရှိလို့ဆိုနိုင်မလား။ ပစ္စည်းဥစ္စာနဲ့ပြည့်စုံလို့စားကောင်းတောက်ဖွယ်တွေဘလောက်ပဲရှိတယ်ပေါ်များတယ်ပဲပြောပြောစားခြင်းတောက်ခြင်းစိတ်မှမရှိတော့ခန္ဓာကိုယ်ကြီးကချုံရင်းနေတယ်ဆိုရင်အဲ့ဒါတွေကကိုယ့်အတွက်ကောင်းတယ်လို့ဆိုနိုင်မလားခံစားစရာစီးတဲ့ဥစ္စာတွေဘလောက်ပဲပြည့်စုံပြည့်စုံခံစားမဲ့ဒီခန္ဓာကိုယ်ကြီးကိုယ်၌ကညံ့ဖျင်းလို့အည်သွေးကျလာပြီးမကောင်းတော့ဘူးဆိုတာရဲ့နောက်မှာအဲ့ဒါတွေကတိတ်ပြီးတော့တန်ဖိုးမရှိတော့တယ်လို့ဖြစ်သွားတယ်လက်ခံမဲ့ထင်ပါရဲ့နော်ဒါကြောင့်လူအိုတယောက်ရဲ့ဖြတ်တန်းရမယ့် အနေသားခက်ခဲကြမ်းတမ်းလို့တဲ့အတွက်ကြောင့်တယုံတယုံအည်သွေးနဲ့အစဉ်ပြေဖို့မလွယ်ဘူး။ဒါကမအိုခင်တည်းကစားနားလေဖို့လိုတယ်နော်။အေးအဲ့ဒီလိုအစအသရရချွတ်ရင်းလာလို့မကောင်းလာတဲ့အနေသားမျိုးမှာအော်ငါတက်တလုံးကိုချင်းတီလာကိုဖြူစီအောင်စောင့်ထင်းခဲ့တယ်။ဘယ်သူ့ပေါ်မှာမဟုတ်တာမလုပ်ခဲ့ဘူးမမှန်တာမလုပ်ခဲ့ဘူးလို့ကို့မှာအလွန်ဖြူစင်တန်ရှင်းတဲ့ကိုချင်းတီလာရှိမယ်ဆိုရင်အဲ့ဒီအချိန်မှာပြည့်ဝတဲ့စိတ်ခွန်အားနဲ့ချမ်းချမ်းသာသာနေနိုင်ကြအောင်ရှိဦးလား။ ခန္ဓာကိုယ်ကြီးကအသက်ရွယ်ကြီးလန်းလို့အစသာရမကောင်းရတဲ့ကြားထဲမှာကိုယ့်ဘဝနောက်ကျောင်းကလည်းစဉ်းစားလိုက်ချင်းစရာကောင်းတော့ကောင်းတော့တာတစ်ခွက်မှမရှိလောက်အောင်ကိုချင်းတီလန်းကချွတ်ချုံကြခဲ့မယ်ဆိုရင်အဲ့ဒီအခြေအနေမျိုးမှာချမ်းသာတဲ့အကြောင်းသိမရှိဘူးဟုတ်တယ်မို့လားစိတ်ဆင်းရဲတဲ့ရှိရနော်အတ္တနုဝါဒဘီလို့မြတ်စွာဘုရားတော့အဲ့လိုဟောတယ်ကိုလှုပ်တာတာကိုတိတာဖြစ်တဲ့အတွက်ကိုကိုကိုဆွဆွဲတာကိုကိုကိုအထင်မကြီးဘူးကိုကိုကိုမကျေနပ်ဘူးကိုချင်းတီလန်းမဲ့လို့ရှိရင်လေ ဒါကြောင့်ပိဿဘောင်းတော်တို့ရေရှည်တွေးတက်ဖို့လိုရနော်။ဒါကြောင့်ကိုချင်းတီလာသည်အိုသည်တန်အောင်ကောင်းနေရဲ့ဆိုတဲ့စကားလေးကိုလေးလေးနက်နက်သဘောပေါက်ဖို့လိုတယ်။လူငယ်တွေအနေနဲ့မဟုတ်တာမလုပ်ချင်းသည်ရေရှည်ကောင်းနေလို့အဲ့ဒါလိုလေးနားလေသိခြင်းတဲ့။ကိုကဘာမှမဟုတ်တာလုပ်မထားဘူးဆိုရင် နောင်တရစရာအကြောင်းမရှိဘူး။လက်ပြမတန့်ဖြစ်စရာအကြောင်းလည်းမရှိဘူး။မဟုတ်တာမလုပ်ချင်းဟာကြီးမားတဲ့ခွန်အားလို့နားလေဖို့လိုတယ်။ တိလရဲ့ဂုံကျေစုတွေကိုတိတဲ့မြင်တဲ့တဲ့ဉာဏ်ပညာကြီးမားမယ်ဆိုရင်ဒီဒေသနာကိုအများကြီးထောက်ခံနိုင်မယ်နော်။ယက်စွာဘုရားကကိုချင်းတိလသာပြည့်စုံမယ်ဆိုလို့ရှိရင်စိတ် နှလုံးကြည်လင်ရွှင်လန်းဝမ်းမြောက်ရမှတဆင့်ပီတိပတ္တိစိတ်တွေနှစ်သက်ပြီးတော့ငြိမ်းအေးပြီးတော့နတ်ဒုက္ခချမ်းသာမှုတွေရပြီးတော့တည်ငြိမ်မှုနဲ့ဉာဏ်ပညာအဆင့်တဲ့မြင့်မားခြင်းနဲ့နောက်ဆုံးမဉ္ဇဉ်ပုံညာကိုတော့ရနိုင်တယ်လို့အလိုဟော။ ကိုချင်းသီလဟာလေးလက်တဲ့ချမ်းသာတွေကိုရှိရှိပြီးတော့သွားနေတဲ့အလွန်အခြေခံကြတဲ့သူတော်ကောင်းတရားတစ်မျိုးပဲအမြင့်တက်အမဲ့ရလို့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 မရဘူးစစ်မှန်တဲ့ချမ်းသာတုခါကိုရရလိုတဲ့နေရာမှာဖြက်လန်းဆိုတာမရှိဘူးเนาะဒါကြောင့်သီလတမာတိပညာအစဉ်အတိုင်းသွားဖို့မလိုဘူးလားလိုတယ်ဒီနေမှာဦးဇင်းတို့ကိုချင်းသီလဟာရည်ရှိကောင်းတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တပါဠိတော်တိက္ကဋိပတ်ထဲမှာမြတ်စွာဘုရားပြောပြခဲ့တဲ့အကြောင်းအရာလေးတစ်ခုတချို့လည်းပဲကြားဖို့ကြပါလိမ့်မယ် နောက်တစ်ခုသောဘွားတုန်းကဘုရားလောင်းကလက်သမားဆရာကြီးတယောက်ဖြစ်တယ်လို့ဆိုတယ်။အဲ့ဒီတုန်းကတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်မင်းမြတ်ရဲ့နာမည်ကသစေတနာမင်းနဲ့အဲ့ဒီမင်းကစစ်ပွဲတပွဲဆင်နွှဲဆရာရှိတဲ့တွေ့ကြောင်ဘုရားလောင်းဖြစ်တဲ့လက်သမားဆရာကြီးကိုစစ်ပွဲမှာ အသုံးပြုဖို့ယထာဘိန်းတစုံလုပ်ခိုင်းတယ်။စစ်ပွဲမှာအသုံးပြုရမယ့်ဘိန်းဆိုတော့ခိုင်ခန့်ဖို့ကောင်းမွန်ဖို့လိုတာပေါ့နော်။ အဲ့ဒါစစ်ပွဲကလည်းတိတ်ပြီးတော့ရက်ကမကြံဘူးလာမဲ့6လလောက်ဆိုရင်သူကဆင်နွှဲစရာအကြောင်းရှိတယ်အဲ့ဒါနဲ့6လအတွင်းမှာဘိန်းနှဘိန်းပြီးအောင်လုပ်ရမယ်ပေါ့နော်အဲ့လိုအပ်တဲ့အခါကျတော့ဘုရားလောင်းကဘိန်းကိုစပြီးတော့လုပ်တယ်9လနဲ့24ရက်ရှိတဲ့ချိန်ကြတော့မှဘိန်းကတဘိန်းပဲပြီးတယ်တဲ့ဟုတ်လား6လပြီးဖို့နောက်6ရက်ပဲကျန်တော့တယ်တဘိန်းကမလုပ်ရသေးဘူး အဲ့ဒါနဲ့ဘရင်ကဟာတပိန်းပဲပြီးစီးတယ်နောက်တပိန်းကဘလို့လုံမလဲဆိုတော့နောက်တပိန်းကိုမတက်နိုင်ဘူးဆိုပြီးတော့6ရက်နဲ့ပဲအပြီးလုံလိုက်ရတယ်တပိန်းက9လနဲ့24ရက်အချိန်ယူရတယ်တပိန်းက6ရက်နဲ့အပြီးလုံထားတယ်အဲ့ဒါပြီးလာတဲ့အခါကျတော့ဘိန်းတပိန်းကိုနန်းတော်ယူပြီးဆက်သားလိုက်တော့ကြည့်လိုက်တော့ဘိန်းတပိန်းရဲ့ထူခြားချက်ကိုဘရင်ကြီးရှာလို့မတွေ့ဘူးတဲ့အတူတူပဲလို့ထင်ရတယ်လက်ရလက်ချက်ကအရင်တန့်ရှင်းနေတာအတူတူပဲလို့ထင်ရတယ် ဲ့ဒါနဲ့ဘင်းကြီးကမေးတယ်တပိန်းက9လနဲ့24ရက်အချင်းယူလုထားတယ်တပိန်းက6ရက်ထဲနဲ့လုထားတယ်ဒါပေမဲ့ထူးခြားချက်ကိုငါမတွေ့ရဘူးဘာဖြစ်လို့အဲ့လိုဖြစ်နေရတော့ဒီဘိန်းနှစ်ဘိန်းကဘာထူးလဲလို့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ဘုရားလောင်းကမင်းကြီးတဲ့အလွန်မှထူးခြားပါလေပေါ့အဲ့ဒီထူးခြားချက်ကိုမူမတ်ဘူဘုံရဲ့အလယ်မှာပြပါမယ်ဆိုပြီးတော့နန်းရင်ပြင်မှာအလုံးသောပေးသက်တွေကိုစုဝေးစီပြီးတော့ဘိန်းနှစ်ဘိန်းရဲ့ထူးခြားချက်ကိုပြတယ်တဲ့ ငါးလနဲ့24ရက်အချင်းယူပြီးတော့လှုပ်ထားတဲ့ဘင်းကိုနန်းရင်ပြန်မှလှိမ့်ပြီးတော့ပြတယ်အရှိန်နဲ့ပြစ်လှိမ့်လိုက်တယ်အဲ့ဒါဘင်းကအရှိန်နဲ့ပြေးတယ်လှိမ့်အရှိန်နဲ့ပြေးတယ်အရှိန်သေးတော့တဖြည်းဖြည်းနဲ့ဖြည်း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 ပြီးတော့ဘင်းကရက်သွားတယ်ရက်သွားတဲ့အချိန်မှာလဲကြမသွားဘူးတဲ့ဟောဘင်းတစ်ဘင်းနဲ့ဆိုလဲစရာအရန်ကောင်းနေတော့ဒါပေမဲ့ဘင်းကအရှိန်ကုန်လို့သာရက်သွားတယ်လဲမသွားဘူးတဲ့ဒီတိုင်းပဲတွေးနေတယ်၆ရက်နဲ့အပြီးလှုပ်ထားတဲ့ဘင်းကိုလည်းပဲအဲ့လိုပဲလှိမ့်ပြလိုက်တယ် အမအဲ့ဒီဘင်းကတော့အရှိန်နဲ့ပြေးတယ်အရှိန်ကုန်လို့ရက်သွားတဲ့အခါကျတော့ခွေးပြီးတော့လေကျသွားတယ်။အဲ့ဒီမှာအလုံးဟာဘင်းတစ်ဘင်းရဲ့ထူခြားချက်ကို မြင်တွေ့ရတယ်ပေါ့။အဲ့တော့မြတ်စွာဘုရားကယဟန်တွေကိုဒီဒီအကြောင်းအရာလေးကိုပြောပြတာဘလို့ရည်ရချင်းနဲ့ပြောပြတာဆိုတော့ယဟန်တို့တဲ့အဲ့ဒီငါဘုရားလောင်းလက်သမားဆရာကြီးဖြစ်တုန်းကတစ်သားတွေရဲ့အကြောင်းကိုငါဟာအယမ်းမှကျွမ်းကျင်နဲ့လိမ့်မာတယ်။နော်အဆွေးတွေအကားတွေနော်တစ်သားမှာအကျောဆိုတာရှိတယ်ဟုတ်လား။ တဲ့အကျော်ဖြောင်းနေတယ်ကောင်းနေတယ်နော်အမြက်တွေပါတယ်ကွေးနေတယ်ဒါကိုသူသိတယ်ဒါကြောင့်မလို့6လနဲ့24ရက်အချင်းယူပြီးတော့လုတ်တဲ့ဘင်းကအကောင်းဆုံးအသားတွေကိုရွေးပြီးတော့အကောင်းဆုံးတိဆောက်ပြီးတော့ထားတာသူကအနာစာအပြည့်အနာစာလုံးဝကင်းရှင်းတယ်မျက်စိနဲ့မြင်နိုင်တဲ့အပြည့်အနာစာတွေမဟုတ်မျက်စိနဲ့မမြင်နိုင်တဲ့အပြည့်အနာစာပါကင်းအောင်သူရှာဖွေထားတာပေါ့နော်ဒါကြောင့်မလို့အဲ့ဒီဘင်းဟာအဲ့လိုမျိုးထူးခြားတာပေါ့ ဒါလက်သမားဆရာဘွားတို့ကတစ်သားတွေရဲ့ကောက်ပုံဖြောင်းမှုကိုငါကောင်းကောင်းနားလေခဲ့တယ်အခုငါဖျားဖြစ်လာလို့တပ်ပင်ညူတဉဏ်ကိုရတဲ့အချိန်မှာတတ္တဝါတွေရဲ့ကာယကံဝစီကံမနောကံအကောက်နဲ့အဖြောင်းကိုငါကောင်းကောင်းနားလေတယ်တဲ့ဘယ်လိုကာယကံဝစီကံမနောကံကကောက်ကွေတယ်ဘယ်လိုကာယကံဝစီကံမနောကံကဖြောင်းတယ်ဆိုတာငါကောင်းကောင်းသိတယ်အကောက်နဲ့တိဆောက်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီလှဲဘင်းကကောင်းကောင်းမမမရနိုင်ဘူး ဖြောက်မတ်တဲ့တက်သားနဲ့စောက်တာမှကောင်းကောင်းမွန်မွန်ရမယ်ပေါ့အဲ့လိုပဲဘဝကိုတိရှောက်တဲ့နေရာမှာကောက်ချစ်တဲ့ကောက်ကွေတဲ့ကာယကံဝစီကံမနောကံတို့ဖြင့်တိရှောက်လို့ရှင်သူကြာကြာရက်တည်နိုင်မှာမဟုတ်ဘူးတဲ့ဒီသာသနာမှာမြင်မာတဲ့ချမ်းသာဒုက္ခဆိုတဲ့ထောက်ရတရားကိုရဖို့မလွယ်ဘူးပေါ့ဒါကတိလကိုအဓိကနားလည်ဖို့လိုတာနော်ဒါကြောင့်ကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုတော့အပြစ်ကင်းပြီးတော့တန်ရှင်းဖို့ဖြူရှင်ဖို့မလိုဘူးလားလိုတယ်ညင်နွမ်းနဲ့ ော်ကောက်ကွေးတဲ့ကံသုံးပါးနဲ့ဘဝကိုတိဆောက်မယ်ဆိုရင်တော့ဆင်းရဲဒုက္ခတို့ဖြင့်ဘဝဟာလဲကျသွားတဲ့အကြောင်းရှိတယ်ဟုတ်ရက်တည်နိုင်မှာမဟုတ်ဘူးเนาะဒါကြောင့်ဘေးသက်ပေါင်းသူတို့ကောင်းတို့ကိုချင်းတီလာရဲ့၄နှစ်တည်းစွန့်ရည်တတ္တိကိုသိမြင်နားလည်ပြီးတော့မြတ်စွာဘုရားကအိုသီးတန်အောင်ကောင်းတာကတော့ကိုချင်းတီလာပဲဆိုတဲ့ဒီဒေသနာလေးကိုအလေးအနက်နားလည်သဘောပေါက်ဖို့မလိုဘူးလားလိုတယ်